မြစ်တာတရားကြီးမသောဇနီးတခါကောင်တဝူးကိုတူအင်မတန်ချစ်မြတ်နိုချားတဲ့အဖွားဝင်နဲ့အဖိုးကိုဆုံတွဲရှိကြတဲ့သူတို့ဟာအိမ်တော်ကြပြီးကြတဲ့ကချစ်ခင်စွာနေခဲ့ကြပါတယ်အဖွားငငယ်ကအိမ်တော်ကြပြီးမကြခင်မှာအဖိုးကိုပြစ်လာမယ့်ယောက်ျားကို စကားတခုပြောတဲ့ယောက်ျားကြီးကျမတို့ဂရိအောက်မှာထားထားတဲ့တတလီကို ဖွေးမကြည့်ဘူးလို့ဂရိပြပါရှင် ယောက်ျားကလည်းဖွေးမကြည့်ဘူးလို့ဂရိပေးခဲ့ပါတယ်။ဒီလိုနဲ့သူတို့လင်မယားဟာအေးတူပူအမြအတူတူနေထိုင်လာခဲ့ကြပါတည်း။ယောက်ျားဖြစ်သူဟာတခါတလေတော့တစ်တာလေးထဲမှာဘာမှရှိမလဲဆိုပြီးသိချင်တာပဲတဲ့။ဒါပေမဲ့ဖွေးတော့မကြည့်ခဲ့ပါဘူး။ဒီလိုနဲ့အဖွားဘဝကိုရောက်တဲ့အခါကျမကြီးချွင်ရင်လာပါတယ်။အရာတဲလဲနေတဲ့အခါခင်ဗျားတဲ့အပေါ်မှာလေဝဲချက်မထားသွားခြင်းဘူးဆိုတဲ့စိတ်ကြောင့် ်တစ်တာလေးကိုဖင်ကြည့်ပါလို့အဖိုးကြီးကို ပြောလိုက်ပါတယ်အဖိုးကြီးကတစ်တာကိုဖင်ကြည့်လိုက်တယ်အထဲမှာသိုးမွေးထိုးထားတဲ့ရုပ်လေးနှစ်ရုပ်တွေ့တယ်ပြီးတော့ရွှေတင်းကားပြားတွေတွေ့တာပေါ့ရွှေတင်းကားပြား20ကျော်လောက်ရှိမယ်ဒါရီကဘာအတိတ်ပဲလေမိမရေအဖွားကပြန်ပြောတယ်ကျမတို့အိမ်အောင်ကြခါစားကကျမအမေကဆုံးမရတော့ယောက်ျားကို တက်ပြစ်ချင်လောက်အောင်စိတ်ဆိုးနေပြီဆိုရင်ဘာစကားမှမပြောတော့ဘဲသိုးဝေထိုးပြီးအယုတ်လေးတယုတ်ဖြစ်အောင်လုပ်တဲ့စိတ်ငြိမ်သွားပြီးဒေါသပြေလျော့သွားမယ်တဲ့ခင်မွန်းတဲ့အဖိုးကြီးကအဖွားစကားကြောင့်ကြင်နူသွားတယ်။အိမ်နောက်သက်နှစ်ပေါင်း60ကျော်မှအယုတ်လေးကနှစ်ယုတ်ပဲတွေ့တယ်လေ။ဒါနဲ့မိမကြီးဟိုတင်ကားတွေကရောဘယ်ရီလေးဘာရီလေးညာလိုက်တာကွာ။ ဲ့ဒါတော့ကျမလောက်ထားတဲ့အယုတ်တွေကိုပြန်ရောင်းထားတဲ့ငွေတွေနဲ့စုဝယ်ထားတာပါတဲ့ချစ်သူနှုံးနှစ်ပေါင်းများစွာအတူတကွလက်တွဲနိုင်တယ်ဆိုတာဘလို့ပြေတနာမှမရှိလို့မဟုတ်ပါဘူးပြေတနာတွေကြားကပဲတီးခတ်ရင်အချင်းချင်းမြေတာနဲ့လက်တွဲတာကြလို့ဖြစ်ပါတယ်